လာလူကြီးအုပ်ပြီးတော့ဆိုင်းပြီးတော့ထားတယ်လူမယူနဲ့အခိုက်အတန့်ရဲ့အဆုံးမလက်ခံတဲ့အချိန်သာနာရှိတယ်အဆုံးမလက်မခံတဲ့အချိန်သာသနာမရှိဘူးဒါတကယ်အမြစ်ကိုအစ်စ်ကိုပြောပြီးဆိုတော့ဆရာတော်ဘုရားကြီးကဟေးမင်းတို့ကသာနာတွေနှစ်တည်အတွက်ပြောမနေနဲ့ခွာတယ်သာသနာကအခိုက်အတန့်ပဲဟုတ်လားပုဂ္ဂိုလ်တ attva စိတ်သုံးတဲ့သဘောကိုကနှလုံးသွင်းနိုင်ရင်ဒီအချိန်မှာသာသနာကိန်းတယ်

မူလကတော့နှလုံးသွင်းမှကြီးပဲနှလုံးသွင်းမှနာက သမ္မာသမ္ဗုဒ္ဓဆိုတဲ့ဘုရားရှင်ကိုရောမြတ်ကြီးများနဲ့ပိစိကဗုဒ္ဓဆိုတဲ့ဘုရင်ငယ်များသာလဲကိုကကိုနှလုံးသွင်းမှပြီးတော့ဓမ္မနုဓမ္မပတိအကျင့်နဲ့ kait ပြီးတော့သူတို့ကိလေသာအောင်ပွဲရပြီးမလေးရန်ဖိုလေးရန်ဆိုတဲ့ဒီတရားတွေရသွားတယ်လို့ယူပါကြံတဲ့ပုဂ္ဂိုလ်အက္ကပါဝကကြီးတွေဖြစ်တဲ့ရှင်သာရိပုတ္တရာရှင်မောက္ကလံတို့ကစပြီးတော့သဗ္ဗုဒိတသံသေးဝရှားပါတယ် ်ကဲရှင်အတစီကဟောလိုက်တာ ကြည်ပါရီဓမာဟိတုပ္ပဘောတေတံဟေတုံတတ္ထာကတောဟောပုဂ္ဂိုလ်တ attva ဖြစ်စဉ်ပြောတာလားဓမ္မဖြစ်စဉ်ပြောလိုက်တာဟောပုဂ္ဂိုလ်တ attva စိတ်သုံးတဲ့တရားအကြောင်းတရားရှိရင်အကျိုးတရားဖြစ်မယ်အကြောင်းတရားချုပ်ရင်အကျိုးတရားချုပ်မယ်ဒါပဲกว่าတို့ဘုရားကဒါဟောတာပဲဆိုတော့ဒီပုဂ္ဂိုလ်တ attva စိတ်သုံးတဲ့ပရိစ္ဆေသမုပ္ပါတရား ဟေးသစ္စာတရားကိုအကြောင်းကသမှုရသစ္စာအကျိုးကဒုက္ခသစ္စာအကြောင်းသမှုရသတ်နိုင်တာကမေကသစ္စာအကျိုးဒုက္ခသိမ့်တာကနိရောဓသစ္စာအဲ့ဒီကိစ္စမျိုးတွေကိုနားလိုက်ရလို့ဟိုမှာနာရင်မတက်နဲ့ခန္ဓာညံတဲ့လိုက်လို့နှလုံးသွင်းမှန်သွားလို့အရှိနဲ့အသိနဲ့ kait သွားလို့သောတာပန်တည်တာပါဒါဒါတတင်ချင်းတဲ့ကဘာသိချင်းခဲ့တဲ့ပုဂ္ဂိုလ်ကြီးနော်ဒီစုကိုပန်ခဲ့တာတတင်ချင်းတဲ့ကဘာသိချင်းလာတာအဲ့တော့နှလုံးသွင်းမှရင် ူများနစ်နာတာလားကိုနစ်နာတာလားဟာကိုနစ်နာတဲ့အလုပ်ဆိုတာလုပ်ကောင်းမလုပ်ကောင်းအမလုပ်ကောင်းတာဘာဖြစ်လို့လုပ်မသိလို့လုပ်တာဟောပုဂ္ဂိုလ်သတ္တဝါစိတ်သုံးတဲ့တရားကိုကမသိဘူးပုဂ္ဂိုလ်သတ္တဝါအရှိကြီးထင်းနေတဲ့တွေ့သုံညတဆိုင်တဲ့တရားသာသနာ့ကိုရင်ဒီတရားတွေစကွယ်မှာပဲဒီတရားတွေကွယ်လိမ့်မယ်ကျန်တဲ့တရားတွေကဒါနာတရားသီလတရားသမထတရားတွေကကျန်ခဲ့မယ်သူတို့ကပုဂ္ဂိုလ်တ attva စိတ်သုံးတဲ့တရားမှမဟုတ်ပဲဘူးပုဂ္ဂိုလ်အမိတက်ပြီးဟောခဲ့ရတာ ဒီပုဂ္ဂိုလ်တ attva စိတ်သုံးနဲ့အဘိဓမ္မာသဘောရောက်တယ်။သုံးရတဆိုင်တဲ့တရားကတော့သာနာတွင်မှာပဲရှိတယ်။မှန်ပါပါဗျာ။သာနာတွင်တောင်မှသာနာတွင်နာပါမနော။မပါရင်သိပြီမကြိုက်ဘူး။မှန်ပါပါ။ကြိုက်တယ်သူပြန်တော့လေတကယ်ကြိုက်ရင်ဒီတရားကိုနှလုံးသွင်းရမှာပေါ့။မှန်ပါပါ။ဥပ္ပကြီးကကိုတကယ်ကြိုက်တာလားဟန်ဆောင်ကြိုက်တာလား။ဟုတ်ဟဲ့ ဖွင့်ရောက်ကုန်စဉ်းစားပါငို့တကယ်စီနာနဲ့ပြောတာကစားလို့ဂျာပါကုဂျားတဲ့ခုနှစ်ရဲ့ရှိတော့လားရှိရနေဆိုရင်ကျုပ်တို့တရားပါစတော့မှာနာဂျားရဲ့ကလေးမှာလာသိစီခြင်းလို့လို့ပါခမများတို့အားထုတ်စီခြင်းလို့တကယ်တရားသူတရားများတကယ်ချမ်းသာတဲ့တရားရရှိခြင်းလို့ဦးဇင်းတို့ကပြောတာပါနော်အဲဒါတော့သူ့ရဲ့နဲ့သူကြရင်တော့ ယောဂီရှိသည်ဖြစ်စီမရှိသည်ဖြစ်စီဒါဥစဉ်တို့တာဝန်ရလောက်သွားမှာပါပဲတဲ့သို့တော်ဒီလိုတုံညတ်ဆိုင်တဲ့သစ္စာဆိုင်တဲ့တရားမျိုးဟာဘုရားတန်တရားတစ်လျှောက်လုံးကမနာခဲ့ရလို့မတိကောင်းတာသိပြီးတိကောင်းတာမသိလို့ကျုပ်တို့မှာအဝိဇ္ဇာနဲ့နေပြီးအဝိဇ္ဇာဖြစ်เสียဟာဒီအလုတ်ကြီးလောက်လာခဲ့တာပဲဗျာဒီဒါကြောင့်ခင်ဗျားတို့အင်္ဂုတ္တုပါဠိတော်ကြတာအဝိဇ္ဇာဖြစ်တာတခြားကြောင့်မဟုတ်ဘူးကွာအာယောနိသောမနတိကာကြောင့်ဖြစ်တာလို့ဘုရားဟောတာ အဲ့ဒီတော့ဦးဇင်းတို့တက္ကရမကြီးကိုပင်ကိုအရှိကတော့နှလုံးသွင်းမှပါပဲဟုတ်ပါဘူးဦးဆရာကောင်းတမကောင်းဖြစ်တဲ့ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးနဲ့တွေ့လာတော့မှဟာနှလုံးသွင်းမှဆိုတာဒီလိုပါလားတို့ရှိတာကယုံနာမဲ့ခန္ဓာပဲအာရဏပဲတတ်ပဲပရိစ္ဆသမုပ္ပါအကြောင်းကျိုးဆက်တဲ့တရားဒီသစ္စာပါလားဆိုတာကဒီကြမှာယောနိသောမနတိကာယဖြစ်တာကို ဒီလိုယောနိသောမနတိကာဖြစ်သွားပြီဆိုရင်ဥဇင်းတို့ငဃာမရီတခြားစင်မာလာဒိဋ္ဌိစင်မာလာဟိုးဓမ္မနုဓမ္မပရိပတ်တိအာထုတ်လိုက်တော့ဒါဒိဋ္ဌိအပွားညာနဲ့တတ်တာ အဲ့ဒါအောင်မြင်သွားရင် အပေညာနဲ့တခါတော့သောတာပန်သခံမရောက်ဘူးလားအဲ့ဒါကြောင့်ခင်ဗျားတို့ယောနိသောမနတိကာယသိအရေးကြီးတယ်ဒီယောနိသောမနတိကာယဖြစ်မှဒိဋ္ဌိယအတိညာနဲ့ပြုတ်မှာဒီနေ့ဘလောက်ပဲပြောတဲ့ပုဂ္ဂိုလ်ကပြောညာတော့လေကိုကယောနိသောမနတိကာမဖြစ်ခဲ့ရင်ဒိဋ္ဌိပြုတ်ပါမပြုတ်ပါဘူးခင်ဗျာဒါကြောင့်ဘုရားလက်တက်ကဟုတ်လားမောဂရာဇာယဟန်ကိုအကြောင်းပြုပြီးတော့ဘုရားကိုယ်တော်မြတ်ကြီးကတုံရတော်လောကအဝတ္တုမောဂရာဇာသရာတော် အတ္တနုဒိဋ္ဌိဟုဝိဇ္ဇာအေးဝင်ဆိုပြီးတော့ဘုရားကိုယ်တော်မြတ်ကြီးကိုယ်တိုင်လာပါလေတဲ့အဲဒီတော့ဒီမောဂရသယဟန်ဆိုတာကအလုံးခေါင်းပါအောင်ကျင့်တဲ့ပုဂ္ဂိုလ်ကြီးအလုံးကိုခေါင်းပါအောင်ကျင့်တာသူကကွန့်တော်ပြောလို့အကုန်လုံးဟိုအလွန်တန်တုပ်တည်ဖြစ်ပြီးတော့ရောင်ရဲပြီးတော့ခေါင်းပါအောင်ကိုကိလေသာခေါင်းပါအောင်နေတဲ့ပုံကိုမို့လို့အလွန်ကြင့်ကြံကြိုးစားအားထုတ်နေတဲ့ပုံကို အဲ့ဒါကိုတုံယတတုံယတတုံယတတရားဆိုတာဘယ်ရင်းကိုတုံယတတရားခေါ်တာပါလေလို့ဘုရားကမလျှောက်ဘူးလားဟေးအဲ့ဒီကြတော့မှဘုရားကိုတော်မြတ်ကြာဟေးယုံတန်ဆိုရင်ဒါတုံယတဆိုင်တယ်ပေါ့ခန္ဓာဆိုရင်တုံယတဆိုင်တယ်အာရဏဆိုရင်ဒါတုံယတတရားပဲဓာတ်၁၈ပါးဆိုတာလည်းတုံယတတရားပဲဒီပရိစ္ဆသမုပ္ပါအကြောင်းကျိုးဆက်တာလည်းတုံယတတရားပဲဟိုတစ္ဆာဆက်တစ္ဆာဆိုတဲ့တရားလည်းတုံယတတရားပဲ အဲ့ဒီတော့ဦးဇင်းတို့တရားမတွေဒီတရားမနာဘဲနဲ့တော့ကျုပ်တို့ဒိဋ္ဌိဘယ်လို့မှမစင်နိုင်ဘူးဒါကြောင့်မနေ့ကဒိဋ္ဌိစင်ပြီလေဆရာတော်အမိန့်ရှိသွားတာသိပြီကျေးဇူးများတယ်ခိုင်းခင်ဗျားတို့ခန္ဓာကိုယ်တွေကဟုတ်လားတတိထဝရိယစိုက်ပညာနဲ့ကြီးဆိုတော့ခတိုင်းအနာမရူပပြိစေတာညာတို့ပြည့်စရပြိကဟညာတို့ရာပြီးသားပြီဗျဒါဦးဇင်းတို့ဒီတိုင်းဒီတိုင်းဟောနေတာနော်နိုင်ပေါ်လာတာကဝေဒနာပေါ်တယ်ဆိုဟောဝေဒနာလို့သိနေရင်ကိုပဲငါပြောက်ပြီဗျာ ဝေဒနာသိနေရင်ကိုပဲဟောငါမဟုတ်တာသိသွားပြီဝေဒနာကပြောတာလည်းသိလိုက်တော့ငါဥစ္စာမဟုတ်ဘူးဟောဖြစ်သွားတာဝေဒနာသိတော့ငါပြောက်တယ်ဝေဒနာပြောတဲ့လက္ခဏာသိလိုက်တော့ငါဥစ္စာပြောက်တယ်ဒါသိကြစဉ်းစားပါဆရာတော်ဒီတလုံးနဲ့ကိုပိုင်ပိုင်နိုင်နိုင်မနည်းကရှင်းသွားပါလေအမိန်ရှိပြီးတော့ဆုံးမသွားပါလေဒါခင်ဗျားတို့စိတ်ပေါ်ရင်လည်းစိတ်ဟာစိတ်ပဲလို့သိရင်ဒါတက္ကະတိတိပြုတ်သွားတယ် ဘယ်ကွနော်စိတ်ကပြောသွားတယ်ဖြစ်ပြီးပြည့်တဲ့သဘောလေးမြင်လိုက်တော့ဟောငါဥစ္စာပြုတ်သွားတယ်စိတ်ကိုစိတ်မှန်းသိတော့ငါမဟုတ်တာသိတယ်ဟောငါမဟုတ်တာကဘာဆိုတော့ဓမ္မဆိုတဲ့အရှိကိုညံရောက်လိုက်တယ်တွေ့ဟောအရှိကိုညံလိုက်တော့ခမည်းတော်လောကပြောသိထားတယ်ငါသူယောက်ျားမိန်းမဆိုတာဩတကယ်မရှိပါလားဝေဒနာရှိတာပါလားစိတ်ရှိတာပါလားရုပ်ရှိတာပါလားလို့ဒီလိုနှလုံးသွင်းနိုင်လို့ သိလာလရှိရင်ယုတ်ကိုယုတ်သဘောတိုင်နာန်ကိုနာန်သဘောတိုင်ပြီးရင်ငါမပြုတ်ဘူးလားအေးကိုယ်တော့ပြောလို့အေးငါပြုတ်သွားလို့ရှိရင်နဲ့ငါဥစ္စာပြုတ်ဖို့ရလွယ်ပါတယ်ငါဆိုတာဒိဋ္ဌိငါဥစ္စာဆိုတာတဏ္ဏဒါဒိဋ္ဌိတဏ္ဏကကျုပ်တို့မှာရှိနေတာကို ပုထုရှင်သဘာဝအရာမရှိဘူးလားရှိတယ်ငါမြင်တာလဲငါပဲကြားတာလဲငါပဲနာန်တာလဲငါပဲစားတာလဲငါပဲ တွေးတာလည်းငါပဲဟောငါရှိတော့ငါဥစ္စာမထိနဲ့ဆိုတာလာတာပဲမှန်ပါပါငါရှိရင်ငါဥစ္စာမထိနဲ့ဆိုတာမလာဘူးလားလာမှန်ပါပါအဲငါလည်းပြောရောငါဥစ္စာလည်းမရှိဘူးမှန်ပါပါအဲ့လုံးကောင်းတဲ့တရားဗျာမနေ့ကသုံးပါသွားတာတုံညတ်ဆိုင်ပုံလေးရှင်းသွားတာမှန်ပါပါငါမဟုတ်ငါဥစ္စာမဟုတ်တာသိရင်ဒါတုံညပဲဒါကြောင့်ကျုပ်တို့သစ္စာနဲ့16ချက်ကြတာငါဆိုတာတိ့กว่าငါဥစ္စာဆိုတာနှိမ့်တိ့နှိမ့်မရေးနဲ့กว่าတုံညရေးပြောင်းရေးပါกว่า ဥမာတခုနဲ့ရင်ဘက်ကယူပါရင်အရှင်းရလဲ gain ငါလားအရှင်းလားဘယ်ဥဒ္ဓဝပြုပြင်ထားတဲ့အရှင်းကြီးပဲ gain ခမရတို့မျက်စိအကြည့်ဟုတ်ကလည်းငါလားတဲ့မျက်စိအကြည့်ဟုတ်လားအဲသူတို့နှစ်ခုတိုက်ဆိုင်လို့ပေါ်လာတော့မြင်စိတ်ကလည်းငါလားမြင်စိတ်လားအဲငါမဟုတ်တာငါမုံမှန်းသိရင်ကောင်းနေအဲငါမဟုတ်တာငါမုံမှန်းသိလို့ရှိရင်မြင်လို့လိုချင်နေဆိုဟောငါလုံလို့ငါဥစ္စာဖြစ်ချင်လား မြင်တာငါကမြင်တာလားမြင်စိတ်ကမြင်တာလားအဲအဲ့ဒါငါဖြစ်သွားလို့ရှိရင်ဟောမြင်တာငါလူချင်းနေဆိုတာကမလာဘူးလားလာတာဟောဒါဖြစ်ငါရငါလာရငါဥစ္စာလာလိမ့်မယ်ငါလည်းပြောင်ရငါဥစ္စာလည်းပြောင်ဟောမြင်တာခန္ဓာပေါ်တာပဲလို့သိလိုက်တော့ဟိုတဏှာလာသေးလားဟာသိရှင်းတာဗျာလူလူလေးတွေကိုပြသွားတာဗျာတို့တို့ကိုရှင်းတယ်ဟောလုံးမယ်ဆိုရင်လည်းခင်ဗျားတို့အတွက်ခက်အခက်အခဲမရှိပါဘူး တကယ်ကဲကိုမရှိအောင်ဆရာတော်ကြီးကတော့ဆုံးမသွားတာအာယုံတော်တိုက်တိုင်းတိုက်တိုင်းခမည်းတော်အာရဏမနည်းရလဲဦးဇင်းတို့ပြောပါလေစက်ခုတော်တာကဏ္ဍဇေဝကာယမနဆိုတာအိဇတိကယရဏ၆ပါအပြင်ဘက်မှာရှိနေတဲ့ယူပါယုံတတယုံကဏ္ဍယုံယတယုံဖွတ်တပယုံဓမ္မယုံဆိုတာကအာယုံ၆ပါမြန်မာလူရှိရှိပြောတော့မျက်စိနာနှာခေါင်းတွေကကိုယ်စိတ်ကအတွင်းအာရဏ၆ပါဒီမဲ့မှာရှိတဲ့အစင်းအတန်အနအရသာတွေးကြည့်စရာကြံတွေးစရာဆိုတဲ့အာယုံ၆ပါ သူ့ dual ရကသူ့အာယုံကျက်စားမှပေါ်တဲ့မြင်စိတ်ပဲမှန်ပါပါသူ့ dual ရကသူ့အာယုံကျက်စားမှပေါ်တဲ့ကြားစိတ်နံစိတ်စားစိတ်ရာနာကောင်းစိတ်တွေးစိတ်ကြံစိတ်ဒါရီယာသူ့ dual ရနဲ့သူ့အာယုံနဲ့ကျက်စားမှတိုက်ဆိုင်မှပေါ်တဲ့တရားတွေပဲမှန်ပါပါအဲ့ဒါငါလားတဲ့